ိုသမားပဲဖြစ်ဖြစ်အမှန်သမားပဲဖြစ်ဖြစ်ရဲစစ်လို့တွေးရင်ပြဿနာတက်နိုင်တဲ့အရာတွေကိုပြောပြမယ်မလေးရှားကမိတ်ဆွေကိုရောက်နေတာမကြသေးဘူးဆိုလို့ရှိရင်အခုကျွန်တော်ပြောတဲ့အရာတွေတွေးလို့ရဲစစ်ရင်တေချာပေါက်ပြဿနာအကြီးကြီးတက်တော့မှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါ LHK Share Blog ကနေပြန်နေကြိုးစားလိုက်ပါကျွန်တော်ဒီနေ့ညွှန်ပြပေးမယ့်အကြောင်းအရာတွေကတော့မလေးရှားမှာရောက်ရှိနေတဲ့လူတစ်လူငယ်လေးတွေအတွက် လူကောင်းတွေကတီးပြီးသားဖြစ်ပါတယ်เนาะလူသိလူငယ်လေးတွေအတွက်ဒီမလေးရှားမှာလမ်းသွားလမ်းလာလမ်းလျှောက်နေနေပေါ့เนาะတွိုင်းလာရင်လည်းရဲတွေ့လို့ရှိရင်အစ်စ်ခံလို့အစ်စ်ခံရလို့ရှိရင်ပြဿနာတက်နိုင်တဲ့အရာတွေကိုပြောပြပေးမှာဖြစ်ပါတယ်တကယ်လို့ကိုကပါမစ်အမှန်ကန်ရှိတယ်အလို့တမပါမစ်ရှိလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်မြန်မာနိုင်ငံကြီးအလဲဗီဇာနဲ့လာရောအလဲဗီဇာအလဲဗီဇာတက်တမ်းပဲရှိရှိဒါမှမဟုတ်အိုတမပဲဖြစ်ဖြစ်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ပေါ့เนาะအခုတတ်မှတ်ထားတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ရဲကစစ်လို့တွေးရှိသွားမှာဆိုရင်တော့ပြဿနာတက်မှာဖြစ်ပါတယ်ဆိုတော့မလေးရှားနိုင်ငံမှာ ထုတ်လုပ်ခဲ့တဲ့စီးနင်းဥပဒေတွေအများကြီးရှိတဲ့အထက်မှာဒီအချက်လက်လေးတွေကကျွန်တော်မလေးရှားရောက်နေတဲ့မြန်မာတွေအတွက်သတိမမူကူမမြင်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ဟာအရေးမကြီးပါဘူးကွာဆိုပြီးတော့အမှတ်မထင်ထားလိုက်နေဖြစ်သွားတတ်တဲ့အရာမျိုးလေးတွေပေါ့နော်။ဟိုကျွန်တော်ကတော့အချက်တစ်ချက်ချင်းစီအနေနဲ့ပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့လမ်းသွားလမ်းလာရှောက်လဲလို့ပဲဖြစ်ဖြစ်ဘယ်လိုနေရာမျိုးပဲတော့သွားရဲစစ်လို့ရှိရင်မိမိရဲ့ဖုန်းထဲမှာ16 plus 21 plus ညဉ့်ညမ်းကားအမောင်ကားတွေပြိမယ်ဆိုလို့ရှိရင်တော့မိတ်ဆွေကြီးတွေပြဿနာတက်ပါပြီ။အဲ့ဒီမှာရဲကကိုစစ်တယ်ဆောက်ရဆာတဲ့နေအမှန်ကန် ဖြစ်နေတော့လည်းပဲပုံကိုယူစစ်တဲ့အချိန်မှာဒါမျိုးတွေတွေ့မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေရာပြဿနာရှင်းရမှာဖြစ်ပါတယ်။နံပါတ်1အချက်အနေနဲ့ကတော့ slot game လို့ခေါ်တယ်ကြားဖြန့် game ကြီးပေါ့နော်ကြားဖြန့် game ကြီးမိဖုန်းထဲမှာရှိရဆိုလို့ရှိရင်လေမိတ်ဆွေကဒါပြဿနာတက်တဲ့စီးနေမှာပါသွားပါပြီကြားဖြန့် game ကြီးကိုကို sort လုပ်ပဲဖြစ်ဖြစ် download ဆွဲထားလုပ်ပဲဖြစ်ဖြစ်သူတို့ကစစ်ဆေးကြည့်လို့တိသွားမယ်ဆိုလို့ရှိရင်ဒါကြားဖြန့် game sort ရဆိုပြီးတော့မိတ်ဆွေပြဿနာတက်မှာဖြစ်ပါတယ်နံပါတ်3အချက်ကတော့တရားမဝင်ချဲထီထိုးထားတဲ့ message တွေ WhatsApp တွေကိုတွေ့လဲပြဿနာချက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမလေးရှားနိုင်ငံမှာက Toto တို့ Magnine တို့ 4D တို့ကတရားဝင်သူတို့ဆိုင်ဖွင့်ထားပြီးတယ်အဲ့ဖွင့်တဲ့ဆိုင်ဒီမှာထိုးလို့ရှိရင်တော့ပိတ်စမရှိဘူးအဲ့ဖွင့်တဲ့ဆိုင်ဒီမှာထိုးရင်သူတို့ရဲ့ဆိုင်ရဲ့ဘောင်ချစာရွက်တွေနဲ့ပြန်လာတယ်ဒါလူဟောင်းတွေတော်များပြီးပါတယ်နော်တချို့ကျတော့အဲ့လိုမဟုတ်ဘဲနဲ့ 4D တို့ Toto တို့ကိုလမ်းပြီးမှ Black ဆိုင်ကလေးတွေမှာဝင်ထိုးတာရှိပါတယ်ဆိုတော့တခါတော့ကျွန်တော်တို့အတိညီလေးတယောက်ကြခိုင်း ညီလေးပေါ့နော်သူကအဲ့လို black side မှာတွားပြီးတော့တူတူတွားထိုးတာ40တွားထိုးနေပြန်အထွက်မှာပဲ side အဝမှာစစ်တဲ့ရဲနဲ့တွေ့ပြီးတော့အဖမ်းခံရပါတယ်ဘလို့မှရှင်းလို့မရပါဘူးဆိုတော့သူကထောင်ချပြီးတော့မြန်မာနိုင်ငံကိုပြန်ပို့လိုက်ရတဲ့အစီအတီရောက်သွားပါတယ်ဆိုတော့နောက်တစ်ခုကအဲ့လိုမျိုးဟာရီဆာရဲဆာနေတွေကိုဖုန်းထဲမှာတော့လကောက်မိမိလက်ထဲမှာတော့လကောက်မိပြီဆိုလို့ရှိရင်တော့မိတ်ဆွေရပြဿနာတက်မှာဖြစ်ပါတယ်နံပါတ်၄တစ်ချက်ကတော့ ။ဘာလဲဆိုတော့သူကဆက်လိုက်ပါ။ဒီမလေးရှားနိုင်ငံမှာဆက်လိုက်ကအရင်ဈေးကြီးပါတယ်။ကျွန်တော်လည်းဟိုရင်းနှီးဆက်လိုက်တောက်တဲ့အချိန်တော့ဆိုလို့ရှိရင်ဆက်လိုက်ကိုတရားမဝင်ဆက်လိုက်လေးတွေကိုဝယ်ပြီးတော့တောက်ရပါတယ်။မြန်မာနိုင်ငံဆက်လိုက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီမလေးရှားမှာသူတို့ထုတ်ရောက်နေတရားမဝင်ဆက်လိုက်ကလေးတွေရှိပါတယ်။တကယ်ဆက်လိုက်ဒီမလေးရှားကတရားဝင်ထုတ်တဲ့ဆက်လိုက်တွေအရင်ဈေးကြီးပါတယ်။အဲဒီဈေးကြီးတဲ့အတွက်အခွန်မဆောင်ထားတဲ့တရားမဝင်ဆက်လိုက်တွေကိုကျွန်တော်တို့ဝယ်တောက်ကြပါတယ်။အဲ့လိုတောက်တဲ့အခါမှာအိမ်မှာတောက်တာကိစ္စမရှိဘူး။အပြင်သွားလို့ရှိရင်ယူသွားရင်အန္တရာယ်များပါတယ်။ဆိုတော့ကိုကခရီးအဝေးတွေပဲသွားမယ်ဆိုရင်တော့ဖြစ်နိုင်ရင်ဘူးအဟောင်းလေးကိုအဲတရားဝင်ဘူးလေးကို လဲပြီးတော့ထည့်သွားတာမျိုးလို့ဗာမျိုးလောက်သွားရင်ကိုယ့်အတွက်ပို့ပြီး safety ဖြစ်ပါတယ်ဆိုတော့ဒီဘူးကိုတွေ့လိုက်တယ်တို့ကအခွန်မဆောင်ထားတရားမဟုတ်ဘူးဆိုတာရေးရတိပါတယ်ဆိုတော့မိတ်ဆွေကအဲ့လိုအခွန်မဆောင်ထားတဲ့တရားမဝင်တဲ့ slate တွေတောက်မယ်ဆိုလို့ရှိရင်လည်းပြဿနာတက်မှာဖြစ်ပါတယ်အခုကျွန်တော်ပြောတဲ့အချက်လက်ကလေးတွေကိုမိတ်ဆွေကတည်သွားပြီဆိုလို့ရှိရင်မိတ်ဆွေကမလေးရှားနိုင်ငံကိုအလဲဗီဇာနဲ့ရောက်လာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်တရားဝင်နေတာပဲဖြစ်ဖြစ်ဆိုတော့ကျွန်တော်ပြောတဲ့အချက်လက်ကလေးကို queue site ပြီးတော့သွားမယ်ဆိုလို့ရှိရင်လမ်းမှာမတော်မဆဒီရဲတွေစစ်လို့ရှိရင်ကိုယ့်လက်ထဲမှာဒါတွေမရှိဘူးဆိုရင်တော့ ပြောရဆိုအလွယ်ပုံမှန်ဖြစ်တယ်လို့ကျွန်တော်ပြောတဲ့အချက်လက်တွေနဲ့ညှိမယ်ဆိုရင်တော့မိတ်ဆွေကပြဿနာတက်မှာဖြစ်ပါတယ်ဆိုတော့နံပါတ်1ကတော့ကိုယ့်ရဲ့ session plan တို့ဇာတ်ကားတွေကို download ဆွဲထားတာတို့ link တွေတို့အဲ့လိုဟာကိုမိမိဖုန်းထဲမှာလုံးဝမထားပါနဲ့နံပါတ်2အချက်ကတော့ slot game ပေါ့နော်လောင်းကစား game တွေဒီမှာဆိုရင်၅ပြည့် game တွေအဲ့လိုမျိုး game တွေကို download ဆွဲပြီးတော့အထက်မှာထားရင်တကယ်လို့ရေးစင်လဲအန္တရာယ်များပါတယ်။နံပါတ်3အချက်ကတော့တရားမဝင် WhatsApp ကနေပို့ပြီးတော့ချဲထိုးတာတို့တကယ်လို့အဲ့အဲ့ဒါတွေရှိရဆိုလို့ရှိရင်အပြင်သွားမယ်ဆိုရင်တော့ဖျက်ပလိုက်တာပိုကောင်းပါတယ်။နောက်ပြီးတော့ဒီချဲပေါင်ချပေါက်စာလေးတွေအဲ့ဒါလေးကိုမယူသွားတာပိုကောင်းပါတယ်။နံပါတ်4အချက်ကတော့ ဒါဟိုစလိတ်ပေါ့နော်စလိတ်ကတရားမဝင်အခွန်မဆောင်ထားတဲ့စလိတ်တွေဒီနိုင်ငံကထုတ်တဲ့စလိတ်တွေအများကြီးရှိပါတယ်အဲ့စလိတ်တွေကိုအပြင်သွားရင်ဂယုတစိုက်လေးလေးပြီးမှယူသွားကြဖို့ဒါကျွန်တော်ပြန်လည်းမျှဝေပြလိုက်တာဖြစ်ပါတယ်နောက်ထပ်သတင်းအစ်စ်အစ်စ်တွေအကြောင်းအရာအစ်စ်အစ်စ်တွေ passport နဲ့ပတ်သက်တဲ့ကိစ္စအကြောင်းအရာတွေကိုထပ်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြဖို့မမေ့ပါနဲ့နော်အားလုံးကျေးဇူးတင်ပါတယ်